ောင်ပန်းမြူနေဆက်ဒေတာတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၌စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်ကသင်တန်းဆင်ပွဲကျင်းပတဲ့တွင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကလောခရိုင် ကလောမြို့နယ်တွင် နေဆက်ရေးရာဝန်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနေဆက်ဒေတာတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း အောင်မန်းမြို့၌အောက်တိုဘာလ3ရက်နေ့နနေ့9နာရီကစက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်ကသင်တန်းဆင်ပွဲကျင်းပခဲ့ရာရန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးဝန်ကြီးပြည်နယ် KI မြို့နယ်ဆင့်ဌာနဆိုင်ရာများသင်တန်းနည်းပြများနှင့်သင်တန်းသားသင်တန်းသူများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ရှေးဦးစွာရန်ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးဝန်ကြီး ဘုံမူကြီးစိတ်ဝင်းကတင်တန်းစဉ်အမစကားပြောကြားခဲ့ပြီးအောက်မန်းမြူနေဆက်ဒေတာတိုင်းရင်းသားလူငယ်များဆက်မှုလက်မှုတင်တန်းကြောင်းခိတ္တကျောင်းအုပ်ဦးမင်းပညာချမ်းတိန်ကဆက်မှုလက်မှုပညာတင်တန်းနဲ့ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာတင်တန်းအမတ်စဉ်ကတင်တန်းဖွင့်လှစ်ခဲ့မှုမှတ်တမ်းအားပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်ထို့နောက်ဆက်မှုလက်မှုပညာတင်တန်းနဲ့ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာတင်တန်းတွင် ထူးချွန်စုရတင်နန်းသားတင်နန်းသူများဂုံပြုတ်မှတ်တမ်းလွာများနှင့်တင်နန်းစင်းအောင်လက်မှတ်များအားရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများကပေးအပ်ကြီးမြင့်ပေးခဲ့ပြီးတင်နန်းသားတင်နန်းသူများကိုစာတင်နန်းသူတို့ကဂျေဇူးတင်စကားပြောကြားခဲ့ပါသည်အဆိုပါတင်နန်းကျောင်း၌စက်မှုလက်မှုအခြေခံတင်နန်းတွင်လျှက်စစ်တင်နန်း၊ဂဟေတင်နန်း၊မော်တော်ယာဉ်စက်ပြင်တင်နန်းနှင့် လက်ကင်ဖုံးပြင်တင်တန်းတို့ကိုတင်တန်းသား30ဦးဖြင့်၎င်းဟိုတယ်ဝန်ဆောင်မှုတင်တန်းတွင် အစားအစာနှင့်အဖျော်ရမကတင်တန်းအိတ်ခမ်းဆောင်ထိန်းသိမ်းရေးတင်တန်းတို့ကိုတင်တန်းသူ20ဦးတို့ဖြင့်တင်တန်းကာလ22ပတ်ကြာ ဖွင့်လှစ်တင်ကြားပေးခဲ့ကြောင်းနေဆက်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာတင်တန်းကြောင်းခိတ္တကျောင်းအုပ်ကြီးဦးမင်းပညာချမ်းတိန်ထံမှတရှိရပါတယ်ခမညာ